အားလုံးပဲမြင်လာပါခင်ဗျဟုတ်ကဲ့ပါခင်ဗျကျွန်တော်နေဘနော်ရ26ရက်နေ့မှာရှင်မကသားကြမှာ UFA Champion League ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးသွားမှာ26ရက်နေ့ဒါည29ရက်နေ့မနက်ပိုင်းပေါ့နော်ရှင်မကသားကြမှာလည်းဖြစ်တယ်ဗျဆိုတော့ဒီပွဲစဉ်ထဲမှာကျွန်တော်အများကြီးတော့ရွေးချယ်ထားတာတော့မရှိပါဘူးကျွန်တော်ရွေးချယ်ထားရသလိုရှင်တော့နောက်ထပ်ပေါ့နော်ဒါပြည့်ကြီးပွဲစဉ်ရှိမယ်အာဆင်နယ်နဲ့ဒါဘိုင်မြူနစ်ပွဲစဉ်ရှိသလိုနောက်ထပ်လီဗာပူးပွဲစဉ်ဒီ၃ပွဲလေးပဲကျွန်တော်ရွေးချယ်ထားတယ်ဒီ၃ပွဲမှာကျွန်တော်ကတော့ body defense ပဲစောကသားသိကျင်တယ် ချက်ချင်းတို့မှလိုက်ကစားလို့ရပါတယ်မချိုက်တဲ့မျိုးတွေကမိမိချက်နှစ်တဲ့အကစားလို့ရပါတယ်ခင်ဗျာနော်ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဗျာဒီအာဆင်နယ်နဲ့ဒီဘိုင်းမြူနစ်ပွဲစဉ်သွားမယ်အာဆင်နယ်ကတော့ဒီကနအူဘော်ဒီဈေးမှာဆိုလို့ရှိရင်တော့ဒါဘိုင်းမြူနစ်ကိုရှစ်တူဆိုရင်ဒါပြားဆုံးရှုံးသေးကျော်ပြီးထားတယ်ကိုပေါင်းသေးမှာဆိုသုံးလုံးတည်ရတယ်သုံးလုံးတည်မှာပြားဆုံးရှုံးသေးတည်ဖောက်ပေးထားတယ်ဒါပြောင်းလဲသွားဖို့တော့ရှိတယ်ဗျာအဲ့ကြတော့ကျွန်တော်ကဒီအာဆင်နယ်ကလိုက်တာအင်္ဂလန်ပရီးမီးယားလိမှာဆိုလို့ရှိရင်ဒါရှေ့ဆန်းနေတော်တော်လေးကိုကောင်းနေတာတွေ့ရသူပေမဲ့အဲဘိုင်းမြူနစ်ကလည်းဒါ ချန်ပီယံဘွန်ဒီကမှာဒါရှေ့ဆန်းတော်တော်ပြတာတွေ့ရကြ။နောက်ပြီးချန်ပီယံလိမှာလည်းရှေ့ဆန်းပြတာတွေ့ရတယ်။အာဆင်နယ်လည်းချန်ပီယံလိမှာရှေ့ဆန်းပြတာတွေ့ရတယ်။အဲ့အာဆင်နယ်ကတော့လုံတိုင်းဖြစ်နေတာလား။တခုတော့စဉ်းစားရပြ။နောက်တစ်ခုကတော့အာဆင်နယ်ရဲ့ကစားသမားတွေကလည်းယုံကြည်မှုအပြည့်ရှိနေတာလား။ပြီးကြတော့အာဆင်နယ်လို့ဒီဘက်ဒီဘောနောဆောင်းရာဒီနောက်ခင်မှာဒါကန်စားလိုက်ခေါင်းနေရတာကိုကျွန်တော်တို့တွေးမိမိရယ်။နောက်ကအာဆင်နယ်ရဲ့ရှေ့ဆန်းပုံစံရဆိုရင်တော့ဒီ ော်တော့သူလှုပ်လို့ဖြစ်တယ်ဆိုမဲ့ဒါကန်ကောင်းတယ်လို့ကန်စတာတက်နေတယ်လို့ဒီနိုင်ဝဲပြန်ရယူလာနိုင်တယ်လို့ကျွန်တော်တွေးမိတယ်ဗျပြီးတော့ဘိုင်မြူနစ်အမှန်ကန်ကျိတ်နေတာဒါဘက်လိုက်ပြောတာမဟုတ်ဘိုင်မြူနစ်ကဂျာမန်ဘွန်ဒီကာမှာဆိုရင်ဒါတေကြပဲနောက်ဘက်ကျရင်တကောင်းနေအနိုင်ကန်မယ်ကစားသမားတွေကလည်းအင်တာအားရုံနိုင်တယ်တိုက်စစ်ပိုင်မှာလည်းကိုယ်တွေမြူတယ်ချန်ပီယံလိလည်းတူတူပဲအဲ့ကျတော့ဘိုင်းမြူးနစ်နဲ့ဒီအာဆင်နယ်တို့ရဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဗျာဒီဘိုဂျီအာဆင်နယ်ကပြဿနာရှုံးသေးလေးကြောက်လာရှင်ဆိုရင်ကိုပေါင်းသေးကဒါသုံးလုံးနှစ်ပိုင်းတော့ဒါသုံးလုံးသေးသေးဖောက်ပေးထားဆိုတော့ ျွန်တော်ကဒီနှစ်သင်းထိတ်တိုက်တွေ့ဆုံတိုင်းမှာဆိုရင်လည်းဒါဘိုင်မြူနစ်ကအနိုင်ရရှိခဲ့ပြီလေဆိုပေမဲ့ဒါပြီးခဲ့တဲ့ဒီနှစ်ကလုံငယ်လုံငယ်နှစ်တည်းပေါ့နော်အဲ့တော့ကျွန်တော်လည်းဒီနေ့ကရွေးချယ်ပြရန်အာဆင်နယ်ဘိုင်မြူနစ်ပွဲစဉ်မှာကျွန်တော်ဂိုးဘောက်အောက်ကိုတင့်တော်စင်းနဲ့လိုက်ပြီးဆော့သစ်ကျင်တယ်ဒါညိုကြိုက်မှာဆော့ပါကျွန်တော်ဘောဒီရွေးချယ်ပြခြင်းမှာဂိုးဘောက်အောက်အကြောင်းလေးပေါ့နော်မကြတဲ့ညိုကြတော့မိမိကြိုက်နှစ်တရာကိုလိုက်ပြီးဆော့ကြတာပါကျွန်တော်ကြိုက်ကတော့အာဆင်နယ်နဲ့ဘိုင်မြူနစ်ပွဲစဉ်မှာဆိုရင်ဂိုးဘောက်အောက်ကိုကျွန်တော်ကြိုက်နှစ်တပိုင်နောက်ထပ်တပွဲဖြစ်တဲ့ပြန်လီဗာပူးနဲ့ဒါ PSV ဘွဲကိုကျွန်တော်ရွေးချယ်ပေးသွားမှာလီဗာပူးကဒီအင်္ဂလန်ပလီးမားလိမှာအက်စတန်ဗီလာဘွဲကိုတပွဲနိုင်တာပြီးကျွန်တော်ဘွဲတွေရှုံးနေထားတယ်ချန်ပီယံလိမှာတော့ကောင်းထားတယ်ဗျအဲ့ကျတော့ချန်ပီယံလိမှာဒါအလားလာရှိနေလီဗာပူးကယနေ့ဒီ PSV ကိုကြောပေးထားရစီမှာဆိုရင်ဒါနှလုံးသွင်းတာပြဆုံးတာတစ်လုံးရှုံးသေးပြထားတယ်ဒါကနေဦးစည်းပေါ့နော်နောက်တစ်ခုကဂူပေါင်းသွင်းမှာဆိုရင်သုံးလုံးသွင်းတာပြဆုံးရှုံးသေးရတယ်လေးလုံးသွင်းတာပြဆုံးအစားလေးဖောက်ပေးထားတယ်ဗျတော်တော်လေးပြင်းတယ်လို့ပြောရတယ်သုံးလုံးရှုံးသေးလေကက်လိုက်နေ အဲ့ကြတော့ဒီပင်လင်းများလေးခြုံပွဲအတွက်ကိုဒီ PSC IF နဲ့အင်္ဂုမဆက်ကစားမှာဆိုတော့ဒီဒီပါဘူးအနေနဲ့နိုင်ပွဲပြောင်းလာလိပြီးတော့ဒီဘောတော့ဒါနောက်ထပ်အနိုင်၃မှတ်ကိုဆိုက်ပြီးတော့ဒါချန်ပီယံလိမှာပဲဒါအဆင့်တနေရာလောက်ကနေပြီးတော့ဥရောပကိုဒါတရားဝင်ကြိုးစားလာဖို့တော့ကျွန်တော်ကတော့ပြိမီမီခံမန်းမိတယ် PSC IF ကတော့ချန်ပီယံလိမှာတိတ်ဒီရှေ့ဆန်းမညံ့တဲ့ထက်မှာပါဆိုအကောင်းပဲကြည့်လင်ပါဒါရမရာကတော့ဝေဝေမှာဆိုဒီကောင်ကတော့ဒါတိတ်ပြီးတော့ပြောလို့မရဘူးဒါရှုံးနေရှုံးတတ်တယ်ဗျာ ဲ့တော့ Liverpool အနေနဲ့ဒီ England Premier League ချုံပွဲကိုဒါ PSG IU ဖိမှာပဲဒါအဲ့ဒါအားတိုင်းဆော့လာကြမယ်ဆို Liverpool လို့ကိုပြန်နိုင်သွားလိုက်ရမယ်လို့ကျွန်တော်ကခံမှန်းမိပါဆက်ကြဝေရှင်းပေးရမယ်ဆိုရင်တော့ဒါ body team မှာ Liverpool အတင်းကနေပြီးနှလုံးသွင်းပြဆုံးစားသေးရင်ဒလုံးချုံသေးဒါပြန်ပြောင်းလဲသွားပြီးကိုပေါင်းသေးမှသူသုံးလုံးသွင်းပြဆုံးချုံသေးလေးလုံးသွင်းသူဝက်စားသေးဖောက်ပစ်တဲ့အတိုင်းဆိုရင်ကျွန်တော်ဆက်ကြကတော့အင်ဝင်ဖြစ်တဲ့ Liverpool body ပဲကျွန်တော်ရွေးချယ်ပေးခြင်းပါလေခင်ဗျာနော်နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ့နော်ဒီ တော်တင်ရဟောစပါးနဲ့ဒီနောက်ထပ် PHG ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျ PHG ကတော့ကနဦး body ဈေးမှာဆိုလို့ရှိရင်ဒါ body ဈေးမှာဆိုရင်မနက်တလုံးသွင်းတာပြဆုံးရှုံးရင်တလုံးရှုံးသွင်းပေးထားတယ်ကိုကောင်းသွင်းမှာဆိုရင်တလုံးသွင်းတစ်ဝက်ရှုံးရင်တလုံးသွင်းပေးထားဗျာဒါပေမဲ့ PHG Champion League ကောင်းဆိုလို့ပြင်သစ်လီကဝင်မှလည်းကောင်းတယ်စပါဒါအင်္ဂလန် Premier League မှာလည်းကောင်းမလို့နဲ့ Champion League မှာရုန်းကန်အားရရှိ ပြန်ပြောကောင်းလို့မလားတွေ့ရဗျာနှစ်သင်းသလုံးကတော့ထိတ်တဲတွဲဆုံမှုရမှာဆိုလို့ရှိရင်ဒါ PHG ကတားတယ်ဗျအဲ့တော့ကျွန်တော်ကဒီ ီ PSG နဲ့ပေါ့နော်ဒီစပါးတို့ပွဲစဉ်မှာဆိုရင်တော့ PSG နိုင်ပွဲပြန်လာလောက်ပြီးတော့ကျွန်တော်ထင်မိတယ်နောက်ထပ်ဒီ Champions League မှာလည်းဆိုတော့အဲ့ကျတော့ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာဆိုရင်အင်ဝင်ဖြစ်တဲ့ PSG ပေါ်တွေပဲကျွန်တော်အရေးစံပြီးတော့ live ပြီးတော့စောက်စားသိကျင်တယ်ဗျအဲ့လိုဆိုရင် PSG ကစပါတင်ကိုဒီနေ့အနိုင်ရရှိခဲ့သွားမယ်လို့အနေဆုံး2စီလောက်တွေဖြစ်နိုင်တဲ့တိုက်စစ်ပိုင်းမှာစပါတင်အလောက်ထိရောယုံနိုင်မယ်လို့မထင်ဘူးပိတ်ဆော့သွားဖို့ပဲလာလာပေါ့ရှိရယ်ကိုတော့တွင်းနိုင်မှာတော့မဟုတ်ဘူးဗျအဲ့တော့ကျွန်တော်အင်ဝင်ဖြစ်တဲ့ဒီ PSG ပေါ်တွေပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် ဟုတ်ကဲ့ပါမနက်ဖြန်ပေါ့နော်26ရက်နေ့ည29မိနစ်မှာရှင်ငါးသားမအိုလိုဗာချန်ပီယံလိပွဲစဉ်မှာဆိုရင်အာဆင်နယ်နဲ့ဘိုင်ယန်ပွဲမှာကျွန်တော်ကတော့ကိုပါအောက်ဝေးရှေ့ပေးထားပါလီဗာပူးနဲ့ပေါ့နော်ဒါ BSC အိုင်ဖိုင်နိုပွဲစဉ်မှာဆိုကျွန်တော်အခုဖြစ်တဲ့လီဗာပူးပေါ်ဒီရွေးရှေ့ပေးထားပြီးတော့ပြည်ချင်းနဲ့စပါပွဲစဉ်မှာဆိုရင်ကျွန်တော်အင်ဝင်ဖြစ်တဲ့ပြည်ချင်းပေါ်ဒီပဲရွေးရှေ့ပေးတာဒီသက်သင်၃ဝက်လုံးပေါ့နော်ညိုအကြံရှင်လို့ဆိုရင်ပေါ်ဒီသက်မောင်းတိတန်ကြီးဒါစောက်စားလို့ရပါတယ်မကြိုက်နှစ်သက်တဲ့ညီကိုလေးကမိမိကြိုက်နှစ်သက်ရတဲ့ရွေးရှေ့ပြီးစောက်စားလို့ရပါတယ်ခင်ဗျာနော်ရှိရှိအားပေးတဲ့ညီကိုလေးကံကောင်းရပါသည် ျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ